အဲ့တော့ဒီကိုလေးလေးခွန်ထဲတယ်ကိုလေးအဲ့တော့ဒီငါးကူးသူများလေးရနောက်လေးနေဒီကောင်ဒီသုံးလုံးခွန်တော့သူအဲ့လိုထဲတာမျိုးလို့အဲ့တုံးတော့လာလိုက်တာဗျာဒီငါးလေးလေးဆိုတဲ့သုံးနောက်သုံးထဲတွေကနန်းနေအဲ့တုံးကတော့ဒီသုံးလုံးခွန်သူစော်ထားတော့လာလေပြောပြရတဲ့အဲ့လိုမချင်းချင်းလည်းမရဘူးဒီ6 9 5ဆိုတဲ့သုံးလုံးသုံးညာနောက်သုံးညာထဲပြီးတော့ဒီသုံးလုံးခွန်စော်ထားတာလာလေ ဒီပွင့်မှာဒီသုံးတက်လို့သူကမစော်ထားဘူးဗျာနစ်စစ်တက်ဆိုလေသုံးတက်မစော်ဘူးဗျာမစော်ပဲနေကောင်းဒီကနာသုံးခုကိုစော်ထားတယ်ဗျာနော်အဲ့ဒါတတိထားလို့နော်ကနန်းဘာလဲရိုက်မဲတော့မသိဘူးအဲ့လဲရိုက်မဲကနန်းရဲ့အဓိပ္ပာယ်ကိုပြောပြတာနော်အမအဲ့လိုထဲပြီးတော့ကျွန်တော်အပိုင်ရိုက်တယ်မူဒီ၃လုံး၄ထည့်တယ်ဒီ၃လုံးခုံမျိုးထဲအပိုင်ရိုက်တယ်ဒီ၃လုံး၃လုံးထည့်ပြီးတယ် ုံးလုံးခွန်မျိုးစုအပိုင်ရိုက်တယ်ဒီသုံးလုံးတုံညာလို့ထဲတယ်သုံးလုံးခွန်မျိုးစုအပိုင်ရိုက်တယ်လို့သုံးလုံးတက်လို့ဒီကောင်ကဒီမှာတက်မထဲဘူးဗျာဒါပေမဲ့သူကဒီသုံးလုံးခွန်ဆိုရယ်ကနန်းလောက်ပဲသူဖော်ပြထားတယ်နော်ဒါကြောင့်မလို့ဒီမူရဲ့အနေထားကိုပါဝါနက်ကတစုံဖြစ်တဲ့ကနန်းကိုရိုက်ပြသွားလိမ့်မယ်နော်အဲ့ဒါဒီချာကြည့်အဲ့ဘီဂျာမကွီကွာဆိုကျွန်တော်မသိဘူးတမူရပဲရိုက်တယ် ဘေးကောင်းထောက်တယ်မထောက်ဆိုပြောသွားတယ်ဗျာအဲဒီကိုထဲတယ်ဗျာနော်အဲကိုထဲထဲဆိုတော့ကျွန်တော်လည်းထဲပြီဗျာအဲကိုဆိုရင်ကနထဲအဲကိုဆိုရင်ကနဒီနံပါတ်2ဒီနံပါတ်6ဒီနံပါတ်2ကိုကနတွင်းထားတယ်ဗျာနော်ဒီကနန်းနှလုံးကိုဆိုရင်ကနကိုဒီနံပါတ်2ဒီနံပါတ်6ဒီနံပါတ်1ကိုလူထည့်ထားတယ်ဒီကောက်ဒီကောက်ခေါ်ဟာကြားနေထည့်လာတယ်ခင်ဗျာနော် ဲ့တော့ကျွန်တော်ဒီသုံးလုံးခွန်มาလေသူထဲလိုက်တာတော့ဒီနံပါတ်ခွန်နဲ့ဒီနံပါတ်ရှိဘာလို့ထဲလဲဆိုငားဆိုလေကနထဲဗျာငားဆိုလေကနကောက်ထဲအဲ့နံပါတ်ငားကလေဗျာဒီနံပါတ်နေနံပါတ်လေးနံပါတ်ကိုရသူကငားပါလို့သူပြတော့တယ်ဗျာဒီနံပါတ်နေနံပါတ်လေးနံပါတ်ကိုရဒီကနနလုံးငားကိုလေသူထဲပြတော့တယ် ဲ့တော့ဒီကနားနှလုံးခွန်ကြားတယ်ဗျာနော်ဒီကနားနှလုံးခွန်ကြားတယ်ဗျာအဲ့ခွန်သူထဲတယ်ဗျာဒီသုံးခွန်ခွန်ဆိုရယ်ကနားတော့ထဲသွားတယ်ဗျာဒီကနားနှလုံးခွန်ဆိုရယ်ကနားလေသူထဲဖြစ်အောင်တော့ထဲတယ်ဗျာဒီသုံးခွန်ခွန်ဆိုရယ်ကနားကိုသူထဲတယ်ဗျာနော်အဲ့တော့ကျွန်တော်တော့စဉ်းစားကြည့်တယ်ဒီသုံးလုံးခွန်မှန်တာဟုတ်တုံညာဆိုရယ်ကနားလွတ်နေတာ လွတ်နေတော့ဒီဖက်ကိုးထိန်နေဒီကနားလုံးကိုးနဲ့၆ပြည်ကြီးတည်ရိုက်တယ်ကွာသူသုံးလုံးခွန်လို့ဆင်းတော့ရှစ်ကြီးလွတ်နေတာအဲ့မှာဒီထိန်စင်းနေခွန်ရှင်ငါးဆိုရယ်ကနက်နဲ့လေးကိုးတော့ငါးတော့တည်ရိုက်နေတယ်ဒီသုံးလုံးခွန်ကထဆင်းနေအဲ့မှာနံပါတ်ခွန်လွတ်နေတယ်အဲ့ခေါ်ဒီကနန်းလုံးခွန်ဆိုရင်ကတော့ဒီသုံးခွန်ခေါ်လေခေါ်မှာပဲသူဆော့တယ်ဆိုတော့အခုကျွန်တော်ပြောတော့ပေါ့ဗျာဒီသုံးလုံးတက်ကတော့ မတိုက်ဘူးဘောနော်မတိုက်ပြီမဲ့လေဒီကနားသုံးလုံးခွန်ရထောက်ချက်အနေနဲ့ပဲစောပြခြင်းဖြစ်တယ်အဲ့တော့ဒီနံပါတ်6ဒီနံပါတ်5ဆိုရင်ကနား7ပေါ့ဗျနော်ဒါမဲ့ 3D ဆိုရင်ဒီတခါကြတယ်အဲ့လောက်ကြီးရတော့တီတီကြကြကြီးလဲလက်ယူလို့မရတာလေကျွန်တော်တွေ့ဘူးတော့ကာလာမှလည်းတွေ့ရတော့ဗောနော်အရင်တီးကြကြလက်ယူလည်းမဟုတ်ဘူးပြသူဟာနဲ့တူကြလေထွက်နေတာလေတွေ့ရတော့ဒါကြောင့်ကျွန်တော်ပေးလိုက်တယ်ဗောဒီမူလေးဦးလေး အဲ့တော့ဒီသုံးလုံးတက်ဆိုခွတ်နှစ်ဆိုတဲ့ကနေအသေးပဲရောက်တယ်အဲ့ဒီခွတ်နှစ်ကအခုကျွန်တော်ပြတာဒီမူမမဟိုးအပေါ်ကနေချိုင်းနေအဲ့ဒီခွတ်နှစ်ရောက်နေတဲ့ကနန်းတွင်းနေလို့ပြောပြနေတယ်ပေါ့ဒါမဒီမူအရာကျွန်တော်ပြောပြတယ်အမခွတ်နှစ်ဆိုတဲ့ကနန်းရောက်တယ်ဗျာကဲထားပါတော့နော်အဲ့တော့ကျွန်တော်ဒီမှာနံပါတ်၁ဆိုတဲ့ကနန်းရေးလိုက်မယ်နော်ဒီ၆၅တက်ဆိုတဲ့ကနန်းဒီသုံးလုံးတက်ဆိုတဲ့ကနန်းတကွယ်ပဲချားမလားအဲ့တော့ ရေးပြရမလားမရေးပြရဘူးလားတချို့တွေကလည်းဆရာရေးပြပါဆိုပေါ့နော်ရေးပြရမလားမရေးပြတကွက်ဆိုတကွက်လည်းကောင်းဆွဲပြန်မှာနော်တချို့တွေကြတော့နားလေပြတကယ်မူနေထိုးတဲ့လူကြတော့လေခါလို့အဲ့တကွက်သေးပဲတွက်ရေးပြလို့ပေါက်ကနန်းပါနေအဲ့လူအသေးရောဒါတကွက်လည်းထိုးချင်တဲ့လူတွက်တကွက်တဲ့တွက်ပြမယ်မူအရာတော့ရေးလိုက်မယ်နော်တချို့ကပြောမယ်အကွက်တောင်ပြီးတော့ပဲအမန်ဒီယာရှင်းပြတော့သူကတော့မပေါက်လားမသိဘူးနော် ရှင်းပြတာသဘောမပေါ်တော့အကွက်တထောင်ပြီးတော့မင်းအမပြောပြတာဒီလိုရေးပြီးမှကိုကကနန်းတခုဆိုတာဒီနိုင်တာဟိုမှာကောက်တွက်နေတာရှောင်းတွက်လို့လည်းရတယ်ပါကောက်တတွက်ကနန်းဆယ်လုံးကျွန်တော်အကုန်ပြလိုက်တော့ဟိုဟာဖြစ်သွားလိမ့်မယ်မူအရတော့ရေးတင်တာတော့ရေးပြတယ်စိတ်မဆိုးနေကျွန်တော်ပြောပြတယ်အမဒါဒီကိုဆိုတာ၃ကိုဆိုလေကနန်းဘာမှခက်တာမဟုတ်ကောက်ရေးလိုက်ဒီငါအကောင်ငါလိုက်၄နှစ်ကိုဆိုလေကနန်း ဒီခေါ်ဆိုဒုက္ခသူဖြစ်တဲ့အတိုင်းရေးလိုက်ပေါ့ဒီတက်ဆိုဒီမှာဒီနှလုံးနဲ့နဲ့နံပါတ်ကိုတက်ဆိုရေးတာရေးတယ်အားမလားလေကိုကြိုက်တဲ့နံပါတ်ဆောလို့ဟိုတကယ်ဆောတဲ့လူကြတော့မူနေသူကျွန်တော်တကွယ်တဲ့ကြတော့ကြံနေကုလုံးကျွန်တော်မရေးပြတော့ရှုံးပါလိောမပေါ့မူကထွက်လာတယ်ကနန်းကနန်းထွက်လာတယ်သူကမပေါ့ဘူးဆိုတော့သူခင်ဗျားလည်းတနာစီရအဲ့လိုမျိုးလေးရှိတယ်တကွယ်ကောင်းဆိုကောင်းချင်တိုင်းကောင်းတာတော့ကျွန်တော်ပြမယ်လေကဲအဲ့ညမှာဗျာကနန်းစမ်းထဲတော့မယ်နော် 对哇，你来来南边呢个，现在就说偏了呢，大概帮助多少人才能发表偏？但是你就说特别了，大家特别的，大家冲特别的，大家特别的，你年纪的特别了，啊，大家都呢，都本身，都本身呢，爷爷妈，那大家同同老娘同老弟的，可能偏了嘛嘞？就话嘞，哎，老来事的嘞，但是你也补充一点，宝宝，我们期待，我们信赖你。 ဒါဒီသုံးလုံးလေးဥဒါဘောနော်လေးဘောနော်ဒါဒီသုံးလုံးလေးနဲ့ဒီနံပါတ်2ကိုရှင်းပြတော့ဗျာဒီနံပါတ်6ဒါနှလုံးသေးဆော်တာစောစောတော့ဒါလေးလုံးဆော်တာဒီနံပါတ်6နဲ့ဒီကနသုံးလုံးတုံညာနဲ့ကို6လို့ကျွန်တော်ဆော်လိုက်တာဒီ9 6ပဲဖြစ်ပါဖြစ်ပေါ့ဗျာသူကသူဒီနှလုံး9ကိုသုံးလုံး9ဖြစ်လာပြီးတော့ဒီကနလွတ်နေတာမလားအဲ့ကနလွတ်နေတော့ဟိုကောင်နဲ့တက်သွေးတာ ဆောက်ဆိုလေကနန်းတလုံးတွဲပြတာအဲ့တော့ဒီညမှာလေးဟိုကျွန်တော်ဒီငါးသုံးလုံးငါးဖြစ်နေတော့ဗျာဒီနံပါတ်၃ညောက်ထဲမှာဒီသုံးလုံး၉နဲ့ဒီနံပါတ်ခွန်ဘောက်ထည်ထားလေဆိုတော့ဆောက်ဆိုလေကနန်းတလုံးထည်တယ်ဒီနံပါတ်ခွန်နဲ့ဒီကနန်းသုံးလုံး၉နေကိုဆောက်ဆိုလေကနန်းထည်ဟုတ်ပြီသူကသူထည်ပါစီလေကိုလည်းထည်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှင်ပေါ့ဒါပဲရိုက်ရနေတဲ့ဒီမှာဒီမှာရိုက်မှာပေါ့နော် အဲကျွန်တော်တို့ဒီဒီကနားသုံးလုံးခွန်ဆိုတဲ့ကနားပေါ့နော်သုံးခွန်ခွန်ရိုက်ပါဘူးအဲဒီကနားသုံးလုံးခွန်ကဒီနံပါတ်9နဲ့ပါထဲတယ်ကောင်ချောင်းကြီးထဲနေတယ်ဗျာဒီနံပါတ်9နဲ့ဒီကနားသုံးလုံးခွန်နဲ့ဒီကောင်ပါထဲချောင်းကြီးထဲနေတယ်ဟုတ်ပြီအဲ့တော့ဒီညမှာကျွန်တော်ဘေကနားထဲမှာဒီမှာနံပါတ်3ရှိတယ်နော်3ဆိုတော့ကျွန်တော်တို့ဒီမှာဒီကနားသုံးလုံး3နဲ့မှာ6မယ်နော်ဒီကနားသုံးလုံး3နဲ့ဒီနံပါတ်3နဲ့မှာကနား6မယ်ဗျာ အဲ့မှာနံပါတ်၄ဆိုရယ်ကနရေးချေဗျာနံပါတ်၄ဆိုရယ်ကနရေးချေနော်နံပါတ်၄ဆိုရယ်ကနရေးချေအဲ့တော့သူကခွန်းနဲ့အလေထိုင်၄ဆိုရယ်သဘောပြောပြမယ်ဒီကူလို့ဒီကောက်ဒီသုံးလုံးကူတွေဗျာလို့ဒီနံပါတ်၆နဲ့သုံးလုံးသူညာလမ်း၆တွေဒီနှလုံး၅ဟုလို့၄၄၉က၅တယ်ဗျာလို့ဒီသုံးလုံးကူနဲ့နံပါတ်ခွန်း၆တွေလို့ဒီကနနှလုံးခွန်းလို့သုံးခွန်းခွန်းကခွန်းနဲ့ဗျာလို့ဒီသုံးလုံးခွန်းနဲ့နံပါတ်၉က၆တွေ ဒီကနန်းနှလုံးတက်ကိုဗျာလို့ဒီကနန်းသုံးလုံးတက်တယ်ဆိုတော့လို့ခွာနေကြီးနဲ့တက်တာလို့ဒီသုံးလုံးသုံးနဲ့၃6တယ်လို့နော်ကနန်းအဲ့လိုမျိုးလေးကျွန်တော်ရေးပြတာပေါ့အရေးပြတဲ့အခါမှာကနန်းရဲ့တင်ဂီတာဘာလို့တွားလဲဆိုတော့ဒီနံပါတ်6ဆိုတဲ့ကနန်းရဲ့တင်ဂီတာကိုဆွဲရခြင်းကဒီနံပါတ်နှစ်ထိပ်ကိုမူတည်ပြီးချလို့ဒီနှစ်ထိပ်ကိုအဲ့ဒီနှစ်ထိပ်က9 3ညနှစ်ဆိုတဲ့ကနန်းဒီကောက်တက်နေနေတယ် ကနလန်ထေမင်နံပါကူပြောပြတာနော်ဒီကိုသူညာနဲ့ဆိုရကနတစ်လူဒီကောင်ထေထားလူလားဒီချောင်းနဲ့သုံးလုံးသုံးညာနဲ့ကို6ပါဆိုဒီတစ်ချောင်းဆိုရအတွဲကိုစောပြသွားတာဒီနံပါတ်ခုနဲ့သုံးလုံး9နဲ့6ဆိုရင်ဒီကောင်တင်ကြီးနဲ့လန်ထေမင်ဆိုရင်ဒီနံပါတ်9လို့နံပါတ်4လို့နံပါတ်2လို့ဆိုရကနဘာဖြစ်ကြလဲတစ်ဆိုရကနဖြစ်တယ်ဒီ9လေးနဲ့ဆိုရကနဘာဖြစ်လဲတင်ကြီးဖြစ်တာ အဲ့တကူလိုင်းရိုက်တယ်ကနေဒီနံပါတ်9နဲ့ဒီ3096လို့ဆိုလို့လိုင်းရိုက်တာအခုခုတို့ဒီနံပါတ်9နဲ့3096ဆိုတာသူ့ရမ်းဆောတာမဟုတ်ဘူးဒီကနန်း3တလေးလိုက်တယ်ထားတယ်နံပါတ်ကိုကြည့်နေပြောမလို့ပေါ့နော်အဲ့တော့ဒီ393ဆိုရယ်ကနန်း3ဆိုရယ်ကနန်းကိုအလဲတိုင်းနံပါတ်9ဒီ9နဲ့3096ပါဆိုပြီးတော့တစုံလိုက်ရိုက်တယ်ကနန်းပေါ့ပါပါအဲ့တော့ကျွန်တော်တို့ဒီနေရာမှာပေါ့ ဘာဖြစ်မလဲဆိုတော့ဒီမှာဒီနံပါတ်3နဲ့3လုံး3 6ဆိုတော့နံပါတ်1ကြီးထည့်ရိုက်မယ်ကနန်းကတော့ဒါ416ဆိုပြီးကနန်းပေါ့နော်ကိုညာလေးပြခဲ့တယ်ပေါ့အဲ့တော့ဒီ416ဆိုပြီးကနန်းက1ဆိုပြီးကနန်းတော့ဖြစ်တဲ့နေဒီနံပါတ်3နဲ့ဒီ3လုံး3 6ပါဆိုကျွန်တော်16လို့ထည့်ပြီးဒီခါမှာပြောခဲ့တဲ့ဒီကနန်းနှလုံး9ဆိုတာကျွန်တော်ဒီနံပါတ်1နဲ့နံပါတ်6နဲ့နံပါတ်1ဒီကနန်း3လုံးလမ်း9မယ်ကနန်းကိုဆော်တော့မှာပေါ့လေ ဒီငါဆိုရေကနာဒီနလေးကူဆိုရေကနာလမ်းဆော်မှာပေါ့လေဒီတုံညာခွန်ဆိုရေကနာဒီတုံခွန်ခွန်ဆိုရေကနာလမ်းဆော်မယ်ဆိုရင်ဒီကနာနှလုံးတဲဆိုရင်ဒါ6 9 6ဆိုရေကနာလမ်းဆော်မယ်ခွန်းနဲ့မှာဆိုရင်6 4 6ဆိုရေကနာတွက်ထုတ်တဲ့နေရာပေါ့အဲ့တော့ဒီနံပါတ်နဲ့နေနေဆိုတာပါဖြစ်လေဒီကနာသုံးလုံးနဲ့ဆိုရေကနာရဲ့အဓိပ္ပာယ်ပဲရောက်ရောက်လို့ဟိုညာပြောတဲ့သုံးလုံးတင်ပဲရောက်ရောက် ဒီနံပါတ်နဲ့ဆိုဒီသုံးတပည့်ဖြစ်ဖြစ်လို့ဒီကနန်းသုံးလုံးဟာနှစ်လိုပဲဖြစ်ဖြစ်လို့သုံးငါးသုံးတက်လိုပဲဖြစ်ဖြစ်ကိုသုံးညာသုံးနှစ်လိုပဲဖြစ်ဖြစ်လေးတက်ချောက်ဆိုရင်ကနန်းတပည့်ဖြစ်ဖြစ်သုံးသုံးချောက်နှစ်ဒါဆိုဒိဗေပါပေါ်ကန်လို့ပြောခဲ့တယ်ဒါသုံးလုံးခွန်ဆိုခွန်မှာတော့ဒီသုံးလုံးနှစ်ကမရိုက်ဘူးလားကိုလေးလေးကခွန်ဆိုရင်ဒီချောက်လေးနှစ်ကလည်းနှစ်လိုရတာပဲ 863ဆိုလေခဏခွန်ဆိုရင်ဟောဒီခွန်ရင်3ရင်ဒီနှစ်ကြီးရနှစ်လို့ရတယ်နံပါတ်ခွန်ရင်နံပါတ်3ညာ3ညာခွန်အဲ့ဒီခွန်ရဲ့ပါဝါကိုလည်းပြန်ပြီးတော့9 3ညာ3နှစ်လို့ရတယ်အခုသူထေထားတဲ့863ဆိုလေခဏခွန်ဖြစ်နေတယ်ဒီဖက်ကကြည့်3 3 6ဆိုတော့နှစ်ရဲ့တဒံဖြစ်တယ်ဒီဖက်ကကြည့်တော့တရဲ့တဒံဖြစ်တာပေါ့နော်အဲ့ဒီတဒံဖြစ်တာပေါ့ဒီဖက်ကကြည့်အဲ့ဒီတဒံဆိုတာအခုဒီနံပါတ်6ကိုဒီ6လေးနှစ်ဆိုလေခဏနှစ်ဆော့တယ် အဓိပ္ပာယ်လေးရအောင်ဒီသုံးလုံးတဲ့အဓိပ္ပာယ်လေးရအောင်လို့ဒီ6ခုဆိုရဒီသုံးလုံး၄နဲ့နဲ့6တဲ့သုံးလုံးတဲ့နံပါတ်ခုဒီကနသုံးလုံး9နဲ့9နဲ့6တဲ့အဲ့ဒီ6ခုသုံးလုံးတဲ့ဒီနံပါတ်9နဲ့သုံးလုံး9နဲ့6တဲ့6ခုသုံးလုံးတဲ့အဓိပ္ပာယ်လေးဒီကနနေပေါ်ပြတဲ့အရေးချက်ပြောပြတယ်ဒီ၃နဲ့၃လုံး၃နဲ့၆တဲ့ဒီကနန်း၃လုံးတဲ့ဒီ၃ရဲ့အသေးပဲဒါရှေ့ကို၃၃၆နဲ့ဒီကောင်က၃လုံးခွန်ထဲတာလေကနန်းဒါ၃လုံးခွန်ထဲတယ်ကနန်း၉၃၃နဲ့ ဒါ863ကိုခွန်လို့ထဲဒီရနှစ်ကြီး93 93နဲ့ဆိုရယ်ကနနဲ့အဲ့တော့ကျွန်တော်ဒီကိုလေးလေးကိုခွန်လို့ထဲတယ်ကနဒီလိုကြီး64နဲ့ဆိုရယ်ကနနဲ့ဒီလိုကြီး16အဲ့တော့ပေါင်းချင်းဒီကိုကနေကနထဲလာလေအဲကျွန်တော်ပေါင်းချင်းကနေဒီလိုထဲလာမယ်ပေါင်းချင်းခွန်နေ3ခွန်ထဲမယ်ဒီ65တဲ့တဲ့အဲ့ထဲမှာရွေးချယ်ရင်ဒါ646ပေါ့เนาะဒါ863ညာကြီးပြီပေါ့လေအဲ့တော့ကိုကပြောပြတယ်လေနော်အလေးလေးရှစ်တု64ရှစ်တု845 ခွန်လင်းကားဆိုလို့ပြုတ်တွေကဒီကနေ့ချက်ချုပ်တုံညာလည်းမပါခွန်ထိန်တဲ့ကြတော့အဲ့ကောမာသုံးလုံးလေးမဟုတ်အဲ့ဒါလည်းမဆိုင်ဘူးအရွေးချယ်ပေးရတော့ဒါလေးထိန်တဲ့ဆိုရင်ဆောလို့ရတယ်6ဒိတ်6လေး6ဆောလို့ရတယ်တုံညာလေးနဲ့ဆောလို့ရတယ်ဒီနဲ့40တော့ပေးခါမှထွက်မယ်မကြည့်ကွာချောင်းလို့ချောင်းနေတယ်နော်အဲဒါလေးတွေဒါတော့တကွက်ကောင်းကြိုက်တဲ့လူအတွက်ကတော့6လေး6ဆိုပြီးကနေပြောအချင်းဖြစ်တယ်ပါရည်သာရင်ခုန်နေမှု ခါလူခုံလားမခုံလူပြားတယ်လို့ရောရင်ကုန်တယ်နော်အဲ့တော့ဒီဒီဆိုရည်နမူနာတစ်ခုအရင်လာတယ်ဗျနော်ပုံစံတစ်ခုအရင်လာတယ်ပုံစံတစ်ခုလာပြီလို့ရှင်သူဆက်တိုက်လာတယ်အဲ့ဒါကတော့ကျွန်တော်ခဏခဏပြောပြဖူးလို့ပေါ့နော်ပုံစံတစ်ခုအရင်လာတာကြည့်ပုံစံတစ်ခုအရင်တွေးနေတဲ့နောက်ဘောက်ပြောပြမကြည့်ဒီကနေ့တုံးလုံးတုံးဆိုတာကျွန်တော်အဲ့ဒီပုံစံလေးတွေပြောပြခဲ့ဖူးပြီဗျနော် အကနံ33ဖြစ်တယ်လို့နဘခောနဘတုညာနဘ6 3ဖြစ်တယ်လို့နာနဘငါနဘလီဒီနဘလီ3ဖြစ်ခဲ့တယ်လို့နော်တချို့ဒီစောင်းနဲ့မတလူပေါ့မှဒါမဲ့မူမတိလို့သူတို့၄3ညာ9ဆိုရင်ကနံ3လို့ဖြစ်တယ်လို့နဘတုညာနဘ9နဘလီ3လို့ဒီကနံဒီစီထေပြီးထားတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီဒီတုံညာတုံညာတုံးကိုတပင်တပင်တုံးပြီးမှဒီခွန်တုံညာ6လေးတွေရိုက်တယ်ဗျာတပင်တပင်တုံးပြီးမှဒီ9လေးလေးတွေရိုက်တယ်တပင်တပင်တုံးပြီးမှ4တုံညာ9လေးသုံးဖြောင်းရိုက်ထားတယ်ဒီတပင်တပင်မှတုံညာ9လေးတွေရိုက်တယ်အဲ့ဒီအသေးပဲကအဲ့အောပါလေဗျနော်သင်ချာဆိုတာတော့မတည်ဘူးဗျနော်သူကခုနှစ်တည်းနဲ့ရှိတယ်ခုနှစ်လေးတည်းနဲ့ရှိတယ်ဗျ ဒါတော့2025တော့ဟိုကတော့ကယ်လန်ဒါရိုက်လို့ဆရာကြီး23 24မဟုတ်ပြောပြတာခုနှစ်သဘောတရားပြောပြတာအဲ့ဒီကနန်း3လုံး3ဆိုတဲ့ဒိဗေဘယ်ကိုရိုက်လဲဆိုတော့ဒီ3တုံညာ5ဆိုပြီးကနန်းကိုရိုက်ထားတာအဲ့ဒါဘာကိုရိုက်လဲဆို8ဆိုပြီးကနန်းတော့ရိုက်တာဒီကနန်း3လုံး3 3လုံး8ရိုက်တာအစိုးတင်မိလိုက်တယ်ဒီကနန်း3လုံး3မှာသူရိုက်ပြီပြန်တော့ ကျွန်တော်ဒီ6သုံးလုံးဆိုရင်ကနန်းကိုပေါရိုက်လေရှစ်ပါလို့သူထည့်ထားတာအဲ့တော့ကျွန်တော်ဒီ9လေးလေးဆိုရဲ3ပါကနန်းစောက်ကောပေါ့နော်ကျွန်တော်ဒီနှစ်ရှစ်ရှစ်ဆိုရင်ကနန်းကို3လုံးရှင်းနေတဲ့သူတိချာထည့်ပြတော့ဒီလေးတုံညာ9ဆိုရဲ3ပါဒီခုံခုံလေးဆိုရင်ကနန်းကိုရှင်းနေတဲ့ကနန်းကိုမီအောင်တိချာထည့်တော့လေဗျာ အခုဒီတုံညာကိုလေးမှာပေါ့ကျွန်တော်ဒီကနန်းသုံးလုံးရှိကိုဆော့ကိုဆော့ပေးရမယ်တကွက်ကောင်းနံပါတ်၄ဆိုရင်ကနဟိုနေမှာဟိုနေလို့တော့ထည့်ကြည့်လို့တည်ပြလိုက်ပြအဲ့တော့ဒီကနန်းသုံးလုံးသုံးဖို့သူကဒီကနန်းသုံးလုံးရှိပါလို့သူကနန်းလန်းထည့်ထားတဲ့နံပါတ်တုံညာထည့်ရနေဒါသူဆော့ပြထားတယ်ပြန်နော်ဒါဒီကနန်းသုံးလုံးသုံးဖို့ ျွန်တော်ဒီကနသုံးလုံးရှိကိုလမ်းဆော်လေအဲ့ဒီမှာဒီကနသုံးလုံးသုံးဆိုတဲ့ကနကိုဒီကနကိုသုံးလုံးရှိလို့လမ်းဆော်လေအဲ့တော့ကျွန်တော်တို့ဒီ၄၃ညာ၉ဆိုတဲ့ဒီကနသုံးလုံးသုံးကိုဒီကနသုံးလုံးရှိကိုလမ်းဆော်လေအဲ့တော့ကျွန်တော်ဒီ၃ညာ၉လေးဆိုတဲ့ဒီကနသုံးလုံးသုံးကိုဒီကနသုံးလုံးရှိကိုလမ်းဆော်လေဗျာ နော်အဲ့တော့ဘာလို့ဆောလဲဆိုတော့ကျွန်တော်သုံးရှစ်ဆိုလေကနန်းကိုဒီအရပဲရေးလိုက်မယ်နော်ဒီသုံးလုံးသုံးလုံးသုံးလုံးရှစ်ဆိုလေကနန်းကိုဒီဒီပဲဟိုကောင်ကျွန်တော်ရှင်းပြမယ်ပြီးမှာအဲ့တော့ကျွန်တော်ဒီငားလေးလေးဆိုလေကနန်းသုံးဖြစ်တယ်အဲ့ဒီသုံးဒီသုံးလုံးရှစ်လမ်းဆောလေအဲ့တော့ကျွန်တော်ဒီ၄၃၉ဆိုလေကနန်းသုံးဖြစ်တယ်ဗျာအဲ့ဒီသုံးခွန်ခွန်လေးရှစ်ကိုလမ်းဆောလေ 你中间过哩，就是个那东西的片，哎 <noise>，东东西，难说了，大把话这种说，变多片片。哎，那哥哥还在看你，你奥巴马看到跌吧跌吧，好跌的，你跌的，个差别差还是的，要么南把跌的，南把的，比如说说跌的了，巴黎好不平，但是那货币没区别，像都民币那都衰，比如意大利就跌了，哎，那后见到表有没跌？嗯。 နာပြောပြမှာပေါ့ကိုလူလေးဆိုတော့ဒီကနတလုံးခွန်ရဲ့အဓိပ္ပာယ်ဘာလို့ထွက်လာလဲပေါ့လို့အဲ့ဒါတရားကြည်တော့ပြန်ဒီကနတလုံးရှေ့ရဲ့အဓိပ္ပာယ်ကဘယ်ဟာထွက်လာတာလဲပေါ့နော်ဘယ်ဟာထွက်လာတာလဲဒီကနတလုံးကိုယ့်ရဲ့အဓိပ္ပာယ်ကဘယ်ကနေလာနေတာလဲ ဒီကနန်းသုံးလုံးတုံညာရဲ့ဒိဗေဟောဘေရတိကြာနေတာလေစာချာယူရနော်သုံးလုံးခွန်းသုံးလုံးရှစ်သုံးလုံးကူသုံးလုံးတုံညာတို့ဒါရမ်းသုံးနေတာမဟုတ်ပြောပြမယ်ဒါသုံးလုံးကိုတစ်လို့နဘရှင်ကြီးပေါ့နော်အခုဘာလို့ဒီကနန်းနေပြောလဲ60ဆိုရင်ကြီးอ่ะ ဒါကျွန်တော်တို့ဒီ 3D ဟိုးကြာခိဘောနေပေါင်းဒီဒီတပင်ကသူဒီရှင်းနေစားလေးပြီးလို့အဲ့မှာဟိုချိုင်းဦးလေကျွန်တော်ပြီးခဲ့တယ်ဒါ60ကီလိုခဏခဏပြောခဲ့တယ်သုံးထိန်နဲ့မာသုံးလုံးလို့ဒီနံပါတ်မှာတော့တော်တော်ပေါက်ပြားတယ်ရှင်း၄3လားနော်အဲ့မှာတော့တော်တော်ပေါက်ပြားတယ်မလားမမီလား မမမီဦးချင်တယ်နော်အဲ့ဒါအဲ့ဒီရှင်နေဇာတုံးကရိုက်ခဲ့တယ်ကနေရှင်သုံးလေးတယောက်ရှင်လေးသုံးတယောက်လားမသိဘူးပြကားလို့ပေါက်ကြတယ်မလားအဲ့ဒီပင်မှာအများကြီးပဲလေနော်အများကြီးပေါက်ကြတယ်အဲ့ဒီပင်မှာဒီဒီကနေဒီကနေအဲ့ကနေမှာအများကြီးပေါက်လာအဲ့ကောင်လေးအဲ့အဲ့ရှင်နေဇာကြီးပြုတ်ပြလာတယ်ပင်ပဲဒါကျွန်တော်အများကြီးထဲတာရှစ်လေးသုံးလို့ရှစ်သုံးလေးလို့ကွီးကွားရဲအဲ့ဒါကြီးကတော့ပါလေတွတ်တက်တက်ရရတဲ့ပင်ပဲဒါကဲဟုတ်ပြီ ဒါသုံးလုံးခွန်ထဲတဲ့အသေးပဲပြောရအောင်ဗျာဒီကနားနှလုံးလေးလို့ကြားလေကနန်းကဒီသုံးလုံးခွန်နဲ့ပါရိုက်လေဆိုတော့တစ်ပါလို့ရိုက်ခဲ့လေကနန်းပြန်တော့ဒီကနားသုံးလုံးခွန်နဲ့ဒီကနားနှလုံးလေးနဲ့ပါလို့ရိုက်လေနံပါတ်၁လို့ရိုက်လေကနားဒီသုံးလုံးခွန်ကနေစာခေတာအဲ့တော့ကျွန်တော်တို့ဒီညမှာဒီကနားနှလုံးခွန်က ဒီ၃လုံး၄ဆိုရေကနန်းရှိတယ်ဒီကနန်း၃လုံး၄ဆိုရေကနန်းရှိတယ်အဲ့ဒီဒိနဲ့ဒီကနန်းလုံးခွန်ပါလို့ရိုက်တယ်ဒီကောက်တကြီးရိုက်တာနော်အဒီနေရာမှာထည့်ရေးပြီးတက်ဆိုရေကနန်းထည့်ရေးပြီးနော်အဲ့တော့သူ၃လုံး၄တန်ဒီလုံးခွန်ကတက်ကဒီကနန်း၃လုံး၈ဆိုရေကနန်းနေထည့်လိုက်တာနော်ဟိုကောက်တက်တက်ခွန်နေတက်ရှိရောက်လာအဲ့တော့ကျွန်တော်ဒီကနန်း၃လုံး၉လို့ထည့်ရဲ့နံပါတ်၃အဲ့ဒီကနန်းဘယ်ထည့်ရဲဆိုကျွန်တော် ဒီကနန်းသုံးလုံးတစ်နဲ့ဒီကနန်းနှလုံးသုံးယောက်တစ်လို့တို့ကနန်းထေတာဒီကနန်းသုံးလုံးတစ်နဲ့ဒီကနန်းနှလုံးသုံးယောက်နဲ့တစ်ပါလို့ထေတယ်ကနန်းဒီသုံးလုံး9ဆိုတဲ့အစင်ရောက်လာတာအဲ့ခွန်ရှ9ဆိုပြီးရောက်လာရောက်ပြီးအခုဒီကနန်းသုံးလုံးသုံးယောက်လို့ကနန်းထေပေးလိုက်တယ်နောက်သုံးယောက်ဆိုပြီးကနန်းကကျွန်တော်တို့ဒီကနန်းသုံးလုံး၈နဲ့ဒီနှလုံး၃ကိုတစ်ပါလို့ ကနန်းထည့်ပေးလိုက်တာဒီကနန်းသုံးလုံးရှင်းတဲ့ဒီနှလုံးသုံးတယ်တစ်ပါလို့ထည့်ပေးတာအဲ့သုံးလုံးသုံးရဆိုပြီးကနန်းကအခုဒီကနန်းသုံးလုံးတက်လို့စီနီယာနဲ့အဲ့ဒါခွန်ရှစ်ကိုသုံးညာတက်လို့ဒီရှစ်ကြီးပေါ့အဲ့လိုထည့်ပေးလိုက်တယ်ကနန်းကဒီ633ဆိုတဲ့ဒီကနန်းသုံးလုံးနဲ့ဒီနှလုံး9နဲ့ဘာလို့ထည့်မလဲတက်ဆိုတဲ့ကနန်းထည့်မှဒီကနန်းသုံးလုံးနဲ့ဒီကနန်းနှလုံး9 တဲဆိုရင်နဲ့ထဲပါ။နော်အဲ့တော့မမကျင်နာသိဘူးလား။မကျင်နာသိ။ဒီကနသုံးလုံးခွန်ဆိုရင်ကနကိုဒီသုံးသုံးတဲဆိုရင်ခွန်ဆိုရင်ကနကိုအောက်ကိုချေရိုက်သုံးရနှင်းငါဆိုရင်ကနထွက်တယ်။အဲ့ဒါမှမကျင်နာသိဘူးဆိုအဲ့ဒီတဲနဲ့ငါဆိုရင်ရှစ်ကိုချေရိုက်အဲ့လေတတုံးဆိုရေကနထရေအိရှယ်အမလေးတတုံးအဲ့ဒါမှမကျင်တတ်သေးဘူးဆိုဒီကိုခွန်သုံးဆိုရေကနသုံးလုံးကို ုံညာ9တုံညာ9ပါလို့ကနန်20အဲ့ဒါမှမကျင်တတ်သေးဘူးဆိုရင်ခွန်3တုံညာဆိုရင်တုံညာ9သုံးရှို့တုံညာပါလို့ခဲလို့ဒီလူချေရိုက်လာခြင်းလေးရတယ်တော့ပေါ့တယ်နော်အဲ့တော့ဒီကနန်3လုံးခွန်ကိုအောက်ဘုတ်ရိုက်ရင်တုံညာ9ဆိုရင်နဲဒီကနန်3လုံးရှို့ကိုဒီအောက်ဘုတ်ရိုက်မယ်ဆို43ဆိုရင်နဲ ဒီကနန်းသုံးလုံးကိုအောက်ဘိုးရိုက်မယ်ဆိုတုံညာကိုတုံညာဆိုရင်ကိုဆိုရင်ဖြစ်တယ်ကနန်းခွန်သုံးတုံညာဆိုရင်တုံညာအောက်ဘိုးရိုက်ကိုသုံးရှက်တုံညာဒီသုံးလုံးတုံညာလို့သုံးလုံးကိုလို့သုံးလုံးရှက်တို့သုံးလုံးခွန်တို့ကဒီခွန်ရှက်ကိုတုံညာနေပြီးတော့အောက်ကိုတဆင့်ကိုပြန်ပြီးကနန်းချေရိုက်မယ်ဆိုရင်လေရှိတယ်နောက်တဆင့်ဒါဒါပါတော့ဗျာဒါတလောက်ဆိုကိုကိုဖဲလွတ်နေပါပြီနော်ဒါ ဒီကနန်းရဲ့အဓိပ္ပာယ်ကတဆင်ပြီးတဆင်တဆင်ပြီးတဆင်ဒါကနန်းပြန်နေရခြင်းဖြစ်တယ်နော်အကဲဟုတ်ပါပြီလေနော်အဲ့တော့ကနန်းရဲ့နေထားနေရာဆိုလို့ရှိရင်ဒါဘာကိုခေါ်ရိုက်တာလဲဒါအတုံးလုံးတုံးကိုခေါ်ရိုက်တာဒါအတုံးလုံးရှစ်ကိုခေါ်ရိုက်တာဒီကနန်းတုံးလုံးခုနဲ့ဒီနှလုံးလေးကိုတက်လို့38တက်ကိုခေါ်ရိုက်တဲ့ကနန်းကိုနော်တန်နေစီကိုကနေပြီးတော့ တာပြပေးနေတယ်ဗောနော်မိုက်မိုက်ကန်ကန်ကိုပြပေးနေတယ်ဗောနော်ကဲဟုတ်ပြီကဲကျွန်တော်လေထိုင်ကနန်းဒီတလုံးကြာပါလေနံပါတ်3နံပါတ်6နံပါတ်7ဖြစ်နေတဲ့အတွက်လေထိုင်ကနန်းတလုံးကိုကြည့်လို့လေကောင်းကနန်းဖြစ်စဉ်လေအများကြီးအထောက်ကူပြုနိုင်မဲ့နံပါတ်3လုံးထည့်ပြီးမယ်နော်ပြောလေပြောခဲ့ပြီနော်ပြောခဲ့ပြီဆိုတော့ကျွန်တော်မပြောတော့ဘူး အဲ့တော့ဒီနံပါတ်6ဆိုရင်တော့ဒီကဏ္ဍနှလုံး၄နဲ့ဒီကဏ္ဍနှလုံးနည်းနည်းဟုမလာမတည်ဘူးတချို့ကညာချက်တော့အဲ့ရလေထိုင်နေတွင်းဖြစ်တယ်ဒီနှလုံး၄နဲ့နှစ်ကို6ပါဘောနော်3 7 6ဆိုရင်ကဏ္ဍအတွဲလိုက်အဲ့တော့ကျွန်တော်တို့ဒီကဏ္ဍနှလုံး၃ညာနဲ့ဒီကဏ္ဍနှလုံး6နဲ့ဘာရိုက်မလဲ6ပါ ဘာဖြစ်လဲ3 8 6ဆိုလေကျွန်တော်လွဲလိုက်ရိုက်တာအတွဲလိုက်ရိုက်တာနော်အဲ့တော့ကျွန်တော်ဒီကနန်းနှလုံး9နဲ့ဒီနှလုံးခွန်ဘာရိုက်မလဲဒီကနန်းနှလုံး9နဲ့ဒီနှလုံးခွန်ဘာရိုက်မလဲ6ဆိုလေကနန်းလည်း3 8 6ပါဆိုလေကနန်းဒီကိုအပီးထဲတဲ့ခွန်ညာပေါ့နော်အဲ့နံပါတ်တရားအဲ့တော့ဒီညမှာကျွန်တော်အနေနဲ့ဒီကနန်းနှလုံး3ညနဲ့ ဒီနှလုံး6နဲ့ဟု6ပါဆိုတဲ့နံပါတ်3ညာကိုမှတ်ထားကြလားတော့မသိဘူးဒီနှလုံး3ညာနဲ့ဒီနှလုံး6ဟာ6ကြီးဖြစ်ပါလေဆိုရယ်3816မူမှာအဲ့တော့ဒီဟာမှတ်ထားကြလားမမှတ်ဘူးလားဒီနံပါတ်6ဆိုတာဘာဖြစ်တာလဲဒီကနားနှလုံးနေဆိုရင်လို့6 3ညာ6နှစ်ဖြစ်တယ်လို့တညာပြောခဲ့ပြီးပြီနော်အဲ့လိုပြောခဲ့တယ်မလားမမမမိဘူးလားမမမမိရဲ့မှတ်ထားကြည့်ဒီ66နှစ်ဆိုတော့ဒီ63ညာ6နှစ်တယ်လို့ ဒီကနန်းလုံးနဲ့ဆိုတာ၄သုံးလုံးနဲ့တယ်လို့ဒီကနန်းလုံး၉ဆိုတာ၉သုံးညာသုံးညာကို၉တယ်လို့ဒီကနန်းလုံး၃ဆိုတာ၄၉သုံးညာကို၃တယ်လို့ကဲအဲ့ဒါမှမကျင်တတ်သေးပါဘူးလေမကျင်တတ်ဘူးဆိုရင်တော့ဒီခွန်၃ညာ၈ဒီဒီ၈ဒီခွန်၃ညာ၈၅ဖြစ်တယ်လို့၅ရဲ့ပါဝါက၃ညာ၄၆၆ဆိုရင်ကနန်း၄၆၄ဆိုရင်ကနန်း၃ညာဖြစ်တယ်လို့နံပါတ်၆ အဲ့ဒီ၆ခုအလကားရိုက်တာမဟုတ်ဘူးဒီနှလုံးလေးနဲ့နည်းနည်း၆ပြည့်လို့ရိုက်တာဒီကတော့ပြောလဲစားနေအကုန်လုံးပြောထည့်လိုက်ပြီပြန်နော်အဲ့ဒီကနားနှလုံးနဲ့စရာ၄သုံးလုံးအဲ့မှာနံပါတ်၄ဆိုရင်ကနားရလာနံပါတ်၄ကဘာလို့ရလာလို့ဒီနှလေး၁ဆိုရင်ကနားခွန်အဲ့ခွန်ပါဝါနှစ်ကိုတလေးခွန်ဆိုရင်ကနားနှစ်ဖြောင်းဆိုတော့၄ရအဲ့၄ရလကားဆိုတာမဟုတ်ကျွန်တော်ဒီနှလုံး၃ညနှလုံး၆၆ကြီးဖြစ်နေတယ်ကနားဆော်ပြနေတာ ဒီကနားကလုံးကိုဆိုတာကိုတုံညာတုံညာဆိုတဲ့ကနားကိုကိုလို့ဖြစ်တာဒီတုံညာဆိုတယ်ဆိုတာဒီသုံးတုံညာလေးကခေါ်အဲ့ဒီခေါ်ကိုကိုတုံညာသုံးကနဲ့အဲ့ခေါ်နှစ်ပါပါထဲတဲ့တုံညာအဲ့တုံညာဆိုတာဒီကိုနဲ့ခွန်6လို့ခြားလားဒီကနားကလုံးသုံးဆိုတာလေးကိုတုံညာကိုသုံးဒီတုံညာကိုဆိုတယ်ဆိုတာဒီခွန်9သုံးဆိုတဲ့ကနားကိုဖြစ်တယ်အဲ့ကိုရဲ့ပါပါလေးဆိုတာသုံးတုံညာတက်ဆိုတဲ့ကနားလေးလို့ထဲတဲ့တုံညာအဲ့တုံညာဆိုတာဒီနှလုံးတုံညာဒီနှလုံး6 6လို့ထဲတာအဲ့ထဲတာဘာလို့ထဲတာလဲ ပြောပြောဒီကတန်းသုံးလုံးနဲ့ဒီနှလုံးကိုကတကြီးလို့ဘာလို့ထဲတာလဲဒီ9နဲ့ခေါနဲ့6ထဲမှာဗောငါလီကိုက8ဒီနှလုံးသုံးနဲ့ဆိုတဲအဲ့ဒါ16ဆိုလဲတွဲ ड़ी အဲ့တော့ဒီနှလုံးသုံးညဒီ6ကိုဘာလို့ထဲတယ်ဒီသုံးတဲအဲ့တဲနဲ့ဒီနှလုံးသုံးညတဖြစ်တယ်အဲ့တကဒီလေးလုံး6တဲအသွဲအဲ့တော့ကျွန်တော်ဒီကနားလေးလုံး6ဘာလို့ထဲတယ်ဒီသုံးလုံး၄နဲ့ဒီနှလုံး9နဲ့တဲအဲ့တဲ6အသွဲနာကနားအပေါ်မှာပါဝါဖြစ်နေလို့နာ ဒါပေမဲ့သူမူခေါ်တာ38ခေါ်တယ်အဲ့တော့ဒီကနန်း3လုံး3ကသူလူရှေ့ရိုက်တာလေပါဝါပါပဲနော်ဒီကနန်း3လုံး4နဲ့ဒီလုံးခွန်1အဲ့ဒီ1ကိုပါဝါရိုက်တာဒီနှလုံး4နဲ့1က6ပါပဲ386ဒါလိုက်ထည့်ပြရတာနော်ရပြီတဲ့ဒီကောင်မောနေပြန်တော့အဲ့တော့အဲ့လောက်ရှင်းပြကျွန်တော်လည်းမောနေပြန်တော့ဒါ3လုံး3 3လုံး8ဆိုတဲ့ကနန်းအဲ့ဒါပါဝါတစုံနော်ပါဝါတစုံ အဲ့ဒါဒီနှလုံး၃ညာဒီနှလုံး၆အဲ့6ရဲ့ပါဝါ၁ဒီသုံးလုံးတင်းတဲ့ဒီနှလုံး၃ညာ၃ရှင်းတဲ့6ဆိုတဲ့ပါဝါကြီးရှင်းပြီလားအေးညင်းနေတာကဒုက္ခပဲနင်းစီကိုနဲ့တွင်တော့တကယ်ပါပဲ၄၃ညာ၉ဆိုတာ၃၃ရဲ့ပါဝါ၈သုံးလုံးရှင်းတယ်မှနဘာခွန်ထဲတာအဲ့မှ၁6ရိုက်တယ်ကနဒီကနသုံးလုံးရှင်းတဲ့ဒီနှလုံး၃ဟာ၁အဲ့၁ပါဝါဒီ၉နဲ့9နဲ့6ဆိုပြီးရိုက်တဲ့နံပါတ်ကြီးရိုက်ပြတာနာအဲ့ဒါဒီမှာ၃ညာ၉လေးက၃ထဲတယ်၃၅လေး၉ဆိုရင်ကနရှင်းတော့၄ထည် နော်အဲ့မှာဒီကရန်သုံးလုံးနဲ့နဲ့ဒီနှလုံးကိုယ်ကတဲအဲ့တဲပါဝါ6ဒီသုံးညာနဲ့လုံး6 6ဆိုတာဘယ်ပေါင်းဆုံးပဲဗျာနော်အဲ့တော့သူ့ရဲ့ကရန်တီဦးရန်စင်လာတော့38ရဲ့ကရန်ရဲ့ဟိုကနေစင်ပြပေးမယ်ကျွန်တော်38 6ကိုဒီအလေတိုင်းနံပါတ်သုညာဆိုတဲ့ကနန်းကိုပြပြစုံစုံနောက်ရှစ်ဆိုတဲ့ကနန်းနဲ့ဒီလေးရလေဒါသုံးရှစ်အတွက် quality ကြီးရှင်းပြလိုက်တယ်။နော်အဲ့ဒါ1 2 5 6ဆိုတဲ့ကနန်းမပါခဲရင်တော့ခါလို့ထောပြီးတော့မတော်။နော်